အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လည်ပြောပြပြီးသွားမှာကတော့ timing ကလေးတဦးရဲ့နှာခေါင်းကိုလက်နဲ့ထိမိခဲ့လို့ဒါနဲ့အခုတ်ခံခဲ့ရတယ်ဆိုတော့ထိုင်းနိုင်ငံချွန်ဘူလီမျိုးကနာမည်ကြီးအဖြစ်အပျက်တစ်ခုကိုကျွန်တော်ပြန်လည်ပြောပြပြီးသွားမှာပဲဖြစ်ပါတယ်ဖြစ်စဉ်ကတော့ဆက်တလပန်ရှည်ရည်နေညနေ၄နာရီအချိန်လောက်ကထိုင်းနိုင်ငံချွန်ဘူလီမြို့မှာရှိတဲ့ကွန်ဒိုတိုက်ခန်းတစ်ခုမှာ ချစ်တူဆောင်တွဲတဲ့ရေစကားများရန်ဖြေကြပြီးကောင်းမလီမှာကောင်းလေးရဲ့ဥကောင်းကိုဒါနဲ့ခုတ်လိုက်ကြောင်းသက်ဆိုင်ရာကိုအကြောင်းကြားလာတာကြောင့်အခင်းဖြစ်ခဲ့တဲ့ကွန်းတို့တိုက်ခံကိုတွားရောက်စစ်ဆီးခဲ့ပါတယ်။သက်ဆိုင်ရာတဲ့အခင်းဖြစ်ခဲ့တဲ့နေရာကိုရောက်လာတဲ့အခါမှာတော့အသက်18နှစ်အရွယ်နိုင်ကော်ဆိုတဲ့ကောင်းလေးဟာဥကောင်းမဓာတန်ရန်ရရှိကခန္ဓာကိုယ်မှာဆိုရင်လဲသွေးလေးပေလူနေခဲ့ပါတယ်။တန်ရာကတော့အရှိ9စင်တီမီတာလောက်ရှိပြီး ကျူးလွန်ခဲ့တဲ့မိန်းကလေးဟာဆိုရင်သူ့လက်ချက်ကြောင့်ဓာတ်တန်ရာရရှိသွားတဲ့ချစ်သူကောင်လေးကိုပွေဖက်ထားတာကြောင့်ခန္ဓာကိုယ်တစ်ခုလုံးသွေးတွေပေလူနေခဲ့ပါတယ်။နောက်ပြီးထိုင်းတဲ့တင်မပြောတာကတော့သူတို့နှစ်ဦးဟာချစ်သူရည်စားတွေဖြစ်ကြပြီးတခန်းထဲအတူနေထိုင်ကြတယ်။အခင်မဖြစ်ခင်အချိန်ကသူတို့နှစ်ဦးဟာစကားများရံဖြစ်ခဲ့ကြပြီးဓာတ်ရာရရှိခဲ့တဲ့ကောင်လေးကချစ်သူမိန်းကလေးရဲ့မျက်နှာကိုလက်နဲ့တွန်လိုက်တဲ့အချိန်မှာ လက်ဟာနှာခေါင်းကိုတွတ်ထီမိတာကြောင့်ကောင်မလီကဒေါ်ရထွက်ပြီးကောင်လီရဲ့ဥကောင်ကိုဓာတ်နဲ့ခုတ်ခဲတာဖြစ်ပါတယ်။နောက်ပြီးကောင်မလီဟာလွန်ခဲ့တဲ့တလားလောက်ကမှနှာခေါင်းခွဲစိတ်ပြုပြင်လာတာလို့သိရပြီးသက်ဆိုင်ရာမှာကျူးလွန်ခဲ့တဲ့မိန်းကလေးကိုဘာကြောင့်ချစ်သူကောင်လီကိုဒီလိုလောက်ရတဲ့ဆိုတာနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အခါမှာတော့ကောင်မလီပြောပြတာက အခုနာကသူနဲ့ညီမနဲ့စကားများရင်ဖြေကြပြီးတယောက်ကိုတယောက်ဆဲဆိုးခဲကြရတယ်။အဲအချိန်မှာသူကညီမရဲ့မျက်နှာကိုလက်နဲ့တုံခဲတာကြောင့်လက်ချော်ပြီးညီမရဲ့နှာခေါင်ကိုထိသွားတယ်။အဲအချိန်မှာညီမရဲ့နှာခေါင်တစ်ကနေနဲ့ပါမြည်သွားတာကြောင့် စိတ်ထဲမှာနှာခေါင်းကျိုးသွားပြီးပုံပြတ်သွားပြီးထင်ကဒေါရထွက်ပြီးမိဖို့ကြောင့်လည်းကဒါကိုယူပြီးသူ့ရဲ့ခေါင်းကိုခုတ်ထဲလိုက်တယ်။နောက်ပြီးသူ့ဘက်ကမှားတာကြောင့်အဲ့ဒီအချိန်မှသူမရှောင်ခဲ့ဘူး။ငိန်ခံနေခဲ့လို့အခုလိုဒါတက်ရန်ရရှိခဲ့တာဖြစ်တယ်။နောက်ပြီးညီမရဲ့နှာခေါင်းခွဲစိတ်ပြူပြင်းလာတာတလားလောက်ပဲရှိသေးတယ်။အဲ့ဒီနှာခေါင်းကိုမှသူ့လက်နဲ့လာလုခဲ့တာကြောင့်ဒေါရထွက်ခါအခုလိုလုခဲ့မိတာဖြစ်တယ်။နောက်ပြီးညီမဘက်ကသူ့ကိုအခုလိုလုခဲ့မိတဲ့အတွက်လည်းတောင်းပန်ခဲ့ပြီးပြီလို့ကောင်းမလီမှပြောပြပါဗျာ။ အဲ့ဒီနောက်မှာတော့တဆိုင်ရာမှာဓာတ်တန်ရာရရှိခဲ့တဲ့ကောင်လေးကိုစီယုံပို့ပေးခဲ့ပြီးကောင်လေးကလည်းသူ့ဘက်ကစပြီးမှာခဲ့တာကြောင့်ချစ်သူမိန်ကလေးကိုဘလို့အေးအေးယူမှုမှပြုလုံးမှမဟုတ်ဘူးခွင်းလွတ်ပေးတယ်လို့စီယုံကလူနာတင်ကရင်ပေါ်မှာပဲကောင်မလေးရဲ့လက်ကိုကင်ကပြန်ပြီးတောင်းမှန်ခဲ့ပါတယ်ဟုတ်ကဲ့ပါလက်ရှိအချိန်မှာတော့သူတို့နှစ်ဦးတယောက်နဲ့တယောက်ပြန်ပြေးလေသွားကြပြီလို့သိရပါဗျ